နှစ်ပေါင်းတရာအသက်တန်းရှိတဲ့တိခန့်နေရာတွေကကဘာရဲ့မျက်လုံးလွန်ခဲ့တဲ့နှစ်တန်းပေါင်းတရာဒါဟာဒိုင်နိုဆောရီကဘာမျိုးကိုဇုံးမှုခဲ့တဲ့အချိန်ကာလတစ်ခုပါအဲဒီခေတ်တုန်းကစတင်ဖြစ်ပေါ်ခဲ့ပြီးဒီနေ့အချိန်ထိကဘာမျိုးကြီးကအာကာသကိုမောကြည့်နေတဲ့မျက်လုံးတစ်လုံးရှိနေတယ်ဆိုတာသင်သိပါသလားကနရာရဲ့ပြင်းထန်တဲ့ရာသီဥတုတွေကိုကြံ့ကြံ့ခံရင်ခေတ္တီစနစ်တွေပြောင်းလဲသွားတာကိုတိတ်တဆိတ်စောင့်ကြည့်နေခဲ့တဲ့နေရာသူကို Eye of Sahara Sahara ရဲ့မျက်လုံးလို့ခေါ်ပါတယ် ဒီနေရာဟာမော်ရီတေးနီးယားနိုင်ငံရဲ့ဒဲခံနေရာအလေကောင်းမှာရှိပါသည်မြေပြင်ကနေလမ်းလျှောက်သွားမယ်ဆိုရင်တော့ဘာမှထူးခြားမှုမရှိတဲ့ကြောက်တောင်ကြောက်ကုန်းတွေကိုပဲမြင်ရမှာပါ။ဒါပေမဲ့ကောင်းကင်ရံကနေကြည့်လိုက်တဲ့အခါမှာတော့အချင်းမိုင်း20ကျော်ကီလိုမီတာ40ကျယ်ဝင်တဲ့အရာမမျက်လုံးကြီးတစ်လုံးအဖြစ်ပေါ်လာပါသည်။အရန်ကြီးမလုံးလို့ကမ္ဘာလီရူအပြင်ဘက်ရောက်နေတဲ့အာကာသရေမှူးတွေတောင်ကမ္ဘာမြေရဲ့ဒီနေရာအမှတ်အသားတစ်ခုအဖြစ်အသုံးပြုကြရတဲ့အထီးပါပဲ။ဒီလောက်ကြီးမားတဲ့မျက်လုံးကြီးဘယ်လိုဖြစ်ပေါ်လာတာလဲ။ အုတ်ကပြန်တစ်ခုဝင်တိုက်သွားတာလားဒါမှမဟုတ်ရှေးဟောင်းလူသားတွေဖန်ပြီးခဲ့တာလားသိပ္ပံပညာရှင်တွေရဲ့အဖြေကတော့ပိုပြီးစိတ်ဝင်စားဖို့ကောင်းပါလိမ့်ဒါဟာအုတ်ကပြန်ကြောင်းမဟုတ်ပါဘူး။ကဘာမြေကြီးကကိုရိုင်းဖန်နီးခဲ့တဲ့အမှုပညာလက်ရာတစ်ခုပါ။လွန်ခဲ့တဲ့နှစ်တန်းတရာလောက်ကမြေအောက်ထဲကမီးတောင်ချော်ရီတွေရဲ့တွန်းကန်အားကြောင့်မြေသားကအမိုးကုန်းပုံစံမူတက်လာပါသည်။နှစ်တန်းပေါင်းများစွာကြာလာတဲ့အခါမှာလေတန်း၊ရေတန်းတွေကြောင့်အပေါ်ရံမြေသားတွေတိုက်စားခံရပြီးမာကျောတဲ့ကြောက်သားကွင်းကြီးတွေပဲကျန်ရခဲ့တာပါ။ ။စာအုပ်တုပ်ကိုဘေးတိုင်းလှီးကြည့်လိုက်တဲ့လိုမျိုးကဘာသမိုင်းရဲ့ကြောက်လွားတွေကိုအကွင်းလိုက်အကွင်းလိုက်မြင်တွေ့နေရတာဖြစ်ပါသည်။ဒါပေမဲ့ဒီရှေးဟောင်းမျက်လုံးကြီးမှာနောက်ထပ်လှေဝှက်ချက်တစ်ခုရှိနေပါသည်။လူတော်များများကဒါဟာပျောက်ဆုံးနေတဲ့ Atlantis မြို့တော်ဖြစ်နိုင်တယ်လို့ယုံကြည်နေကြပါသည်။ဂရိတသနဗီရပညာရှင်ပလီတိုပြောခဲ့ဘူးတဲ့ Atlantis မြို့တော်ရဲ့ပုံစံကရှည်လန်းကြောင်းနဲ့ဂုံးမြေတွေတလဲစီဝိုင်းရံထားတဲ့စောက်ပိုင်းပုံမှာအခုကျွန်တော်တို့မြင်နေရတဲ့ဂန္ဓာရမျက်လုံးပုံစံနဲ့ထပ်တူညီပါတူညီနေပါသည် ဒါအပြင်ဒီတဲကန်နေရာတွေမှာပင်လယ်စားတပ်တွေတွေ့ရှိရတာကလည်းတစ်ချိန်ကဒီနေရာဟာရေလွှမ်းမှုခဲ့ဘူးတဲ့ဆိုတဲ့သက်သေပြနေပြန်ပါလိမ့်။နှစ်တန်းပေါင်းတရာသက်တမ်းရှိတဲ့ဒီမြက်လုံးကြီးကရော Atlantis မြို့တော်ပျက်စီးသွားတာကိုမြင်တွေ့ခဲ့ရလိမ့်မလား။ဘလို့ပဲဖြစ်ဖြစ်ပါဒီနေရာဟာတဘာဝတရားရဲ့စမ်းကျယ်မှုလားဒါမှမဟုတ်ပျောက်ဆုံးသွားတဲ့ယဉ်ကျေးမှုတစ်ခုရဲ့အငွေအတက်လားဆိုတာကဗဟေလိတစ်ခုလိုပါပဲ။ဒေဂျာရာတစ်ခုကတော့လူသားတွေမပေါ်ခင်ကတည်းကရှိနေခဲ့တဲ့ဒီကဘာကြီးရဲ့မျက်လုံးကြီးဟာ နောက်ထပ်အနှစ်တန်းပေါင်းများစွာတိုင်အောင်ကောင်းကင်ကြီးကိုမော့ကြည့်ရင်းနဲ့ဒေကန်နေရာတွေမှာဆက်လက်ရှိနေအောင်မှာဖြစ်ပါလိမ့်။မစင်ကို၄တောင်တုံပုံစံစွန့်တက်တဲ့ဂျိုးသားခမရူတွေတစ်ခါမှကြားဘူးမှမဟုတ်ပါဘူး။ဒါဟာတိတ်ပန်ဇက်လန်းတွေကဂျိုးသားတကောင်ဖြစ်ကြောင်းပြောနေတာလည်းမဟုတ်ပြန်ပါဘူး။ဒါပေမဲ့ဒီတတ်တော်ရဲ့ခန္ဓာကိုယ်ဖွဲ့စည်းပုံနဲ့စွမ်းရည်တွေကတော့ကဘာစီးမြင့်နေနဲ့မကညီလောက်အောင်ကိုထူဆန်းလွန်နေပါလိမ့်။ကြည့်လိုက်ရင်တော့ဝဝင်အသေးစားလေးလိုလိုကုလုံးတောင်းတောင်းအမွေးပွားပွားနဲ့ချစ်စရာကောင်းတဲ့ရုပ်ရည်ရှိပါသေးတယ်။သူ့နာမည်ကတော့ဝမ်ဘတ်ပါ။ ။ဩစတြေးလျတိုက်မှနေထိုင်ပါလိ။ဒါပေမဲ့သူ့ကိုရိုးရိုးသားသားတတ်တော်လေးတကောင်လုံးမထင်လိုက်ပါနဲ့။တဘာဝတရားကဖန်တီးထားတဲ့ဒီဇိုင်းနေထဲမှာဝမ်ဘတ်ဟာဂျူသားလိုတင်စားရလောက်အောင်ကိုထူးခြားစံပြနေလိုပါပဲ။ပထမဆုံးအနေနဲ့ခေါင်းစဉ်မှာပါတဲ့အတိုင်းသူ့ရဲ့အထူးဆန်းဆုံးဂျူသားဆန်တဲ့အချက်ကိုပြောပြချင်ပါလိ။အဲ့တော့ကတော့သူစွန့်လိုက်တဲ့မက်ဆင်မှာကဘာပေါ်မှာဘေးတတ်တော်မှဆိုစွန့်ပြစ်လိုက်တဲ့အညစ်အကြေးဟာအလုံးပုံစံဒါမှမဟုတ်အရေးပုံစံရှိကြတာပါ။ ဒါပေမဲ့ဒီ1ဘတ်တွေကတော့ Rubik Cube လိုမျိုးတီးကြတဲ့၄တောင်အတုံးလိုက်ကိုမစင်စွန့်တက်ကြပါဘူး။ဒါဟာမတော်တဆဖြစ်တာမဟုတ်ပါဘူး။1ဘတ်တွေဟာမျက်လုံးသိမ့်မကောင်းပါဘူး။ဒါကြောင့်သူတို့ရဲ့နေမျိုးကိုအမှတ်သားလုပ်တဲ့အခါမှာကြောက်တုံးနေတစ်တုံးနေပေါ်မှာသူတို့ရဲ့မစင်တုံးတွေကိုအုတ်ခဲစီတယ်လို့ထပ်ပြီးတော့တင်ထားလေးရှိပါသေးတယ်။အလုံးပုံစံဆိုရင်လိမ့်ကျသွားမှာဆိုလို့တဘာဝတရားကသူတို့ကို၄တောင်ပုံစံအီအီပါနေအောင်လှုပ်ပြီးနိုင်တဲ့စွမ်းရည်ပေးထားတာပါ။သိပ္ပံပညာရှင်တွေတော့အံ့ဩရတဲ့အထီးပါပဲ။သူတို့ရဲ့ဥလန်းချောင်းဟာပြော့လိုက်မှလိုက် ုံနိုင်စနိုင်စွမ်းရှိပြီးဆွေမြေပစ္စည်းတွေကိုစက်ရုံကနေပုံစံကွက်နဲ့ထုတ်လိုက်သလို၄000ဖြစ်အောင်ဖန်တီးပေးလိုက်တာဖြစ်ပါသည်တညကိုအတုံးပေါင်း100လောက်အထိစွန့်ထုတ်ပြီးဒါကငါအိမ်မဲလို့ဂျိုသားဆန်ဆန်ကြီးညာလေးရှိပါသည်ဒုတိယချက်ကတော့သူတို့ရဲ့ကာကွယ်ရေးစနစ်ပါဝမ်ဘတ်တီဟာအန်ဒီရဲ့ကျုံရင်တခြားကောင်တွေလိုထွက်မပြေးပါဘူးအဲ့ဒီအစားသူတို့ဒူးထားတဲ့တွင်းထဲကိုခေါင်းဝင်လိုက်ပြီးတွင်းဝကိုသူတို့ရဲ့တင်မောင်းနဲ့ပိတ်ထားလိုက်ပါသည်ရုတ်တရက်ဆိုရင်ရည်စရာကောင်းနေပါလိမ့်မယ် ဒါပေမဲ့ဝမ်ဘတ်တရဲ့တင်းပါဟာတာမန်သားဆိုင်မဟုတ်ပါဘူး။အယိုးနုတွေအထက်ထပ်ပါဝင်ပြီးတောင်းမွေးထူထူတွေဖုံးအုပ်ထားတာကြောင့်ကြောက်တုံးတရုံလိုတမ်မဏီဒိုင်းလွားတစ်ခုလိုမာကျော်လာပါသည်။ဒိုင်ကိုလိုခေါ်တဲ့ခွေးရည်ရန်သူတွေအနောက်ကနေဘလူပဲကြိုက်ကြိုက် ကုတ်ဖဲ့ဖြက်စီးနေပါစီဘာမှမဖြစ်ပါဘူး။ပြောရရင်သူ့ရဲ့တင်းပါကတက်ရှိတင်ကားတစ်စီးပဲဖြစ်ပါလိမ့်။တခါတလေတွင်းဝကူခေါင်းထိုးဝင်လာတဲ့ရန်သူရဲ့ခေါင်းကိုသူ့ရဲ့တင်မကြီးနဲ့တွင်းနေရန်ကြားမှာညက်ပြီးတော့တော့မှပြန်တတ်နိုင်စွမ်းရှိပါလိ။တင်မနဲ့ပြန်တိုက်ခိုက်တဲ့ဂျူသားစစ်တီတော်တွေပါပဲ။ နောက်ဆုံး၆ကတော့သူရဲ့ခန္ဓာကိုယ်ဒီဇိုင်းမှာဝမ်ဘတ်တရားတားပိုက်ကောင်းနေလို့မျိုးခလေးထဲဖို့အိတ်ပါပါဒီဒါပေမဲ့တားပိုက်ကောင်းနေရဲ့အိတ်ကအပေါ်ကိုလှည့်နေပေမဲ့ဝမ်ဘတ်တရားရဲ့အိတ်ကတော့ပြောင်းမြန်အနောက်ဘက်တင်မဘက်ကိုလှည့်နေပါဒီဘာကြောင့်လဲဆိုတော့ဝမ်ဘတ်တရားမြေကြီးတူးတဲ့နေရာမှာဆရာကြီးတွေပါတကယ်လို့တော့အိတ်ကအရှိတ်ကိုလှည့်နေမယ်ဆိုရင်မြေတူးတဲ့အခါမှာကလေးရဲ့မျက်နှာပေါ်မြေကြီးတွေဖုံးအုပ်ကုန်မှာပါဒါကြောင့်မလို့တဘာဝတရားကမြေတူးရင်ကလေးကိုလေလုံချုံအောင်ထားနိုင်မှုဒီဇိုင်းကို ပြောင်းမြန်လှန်ပြီးဖန်တီးပေးထားပါသည် ။နေကုန်းချောက်ရမယ်ဆိုရင်တော့ဝမ်ဘတ်ဆိုတာ၄00ပုံစံစွန့်ပစ်တတ်တဲ့ဥလန်းချောင်းရှိပါရီ။တင်မာကတမ်မဏီလုံမပြီးရန်သူကိုပြန်တက်နိုင်နေ။ခန္ဓာကိုယ်အိတ်ကက်ကလည်းပြောင်းပြန်ပါနေတယ်။ဒီလောက်ထူးခြားစမ်းပြနေတော့သူတို့ကိုကဘာမြေပေါ်ကဂျိုသားလေးတွေလိုတင်စားခေါ်လိုက်ရင်တော့မမားလောက်တော့ဘူးထင်ပါရီ။ဒီလိုထူးခြားတဲ့အကြောင်းအရာတွေကိုကြိုင်းနေတတ်တယ်ဆိုရင်ဗီဒီယိုလေးကို like and share လုပ်ပေးခဲ့ပါဦး။နောက်ထပ် Bluetooth စမ်းတဲ့တတ်တော်တွေအကြောင်းတင်ဆက်ပေးစေချင်လဲဆိုတော့ comment မှာရေးသွားခဲ့လို့ရပါသေးတယ်။